်မင်္ဂလာပါရှင်ခေတ်သစ် news သတင်းဌာန၏ထိတ်တန့်သတင်းမြောက်တင်ဆက်ပေးပါရမရှင်ပထမဆုံးစစ်တပ်ရွေးကောက်ပွဲကိုဥရောပအသံမကကအတိအမှတ်မပြုဘဲပယ်ချလိုက်ပြီးတမရဦးဝင်းမြင့်ဒေါအောင်ဆန်းစုကြဘာဝင်းနိုင်ငံရေးအကျဉ်းသားအလုံးကိုလွှဲရန်တောင်းဆိုသည့်သတင်းအတင်ဆက်ပေးသွားပါမယ်ရှင်။အကြမ်းဖက်စစ်တပ်၏ရွေးကောက်ပွဲကိုဥရောပအသံမကက အတိအမှန်မပြုဘဲပယ်ချလိုက်ပြီးတမရဥဝင်မြင့်ဒေါန်ဆန်းစုကျဲပါဝင် နိုင်ငံရေးအကျဉ်းသားအလုံးကိုလှုပ်ပေးရန်ဥရောပပါလီမန်ကတောင်းဆိုလိုက်ပါတယ်စစ်တပ်က လာမယ့်ဒီဇင်ဘာလနဲ့ဇန်နဝါရီလအတွင်းတပတ်သက်စီစဉ်ထားသည့်တရားမဝင်ရွေးကောက်ပွဲများကိုပယ်ချကြောင်းရှင်းလင်းသောဒီမိုကရေစီစံနှုန်းများနှင့်အခြေခံလွတ်လပ်ခွင့်များကိမဲ့ခြင်းမဲပေးရန်မဖြစ်နိုင်သောအခြေအနေများဆက်လက်ဖြစ်ပေါ်နေသောညှဉ်းပန်းနှိပ်စက်မှုများ အစုလိုက်အပြုံလိုက်နေရာရွှေပြောင်းခံရမှုနဲ့နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုများလောကမရှိခြင်းတို့ကြောင့်စစ်အာဏာရှင်အဖွဲ့၏လက်ရှိလှုပ်ဆောင်မှုများမှာတရားမဝင်ကြောင်းဥရောပတမကပါလီမန်ကကြေညာထားပါတယ်ရှင်။ရွေးကောက်ဘက်ကစစ်အာဏာသိမ်းမှုကိုတရားဝင်မှုဖန်တီးရန်စစ်အာဏာရှင်အဖွဲ့၏လက်ဖြောက်မှုကိုဖော်ပြနေကြောင်းအပြည်ပြည်ဆိုင်ရာတရားဝင်မှုအာဏာကိုပြန်လည်ယူဆောင်ရန်နှင့် တရားဝင်ရွေးကောက်ခံအယတအစိုးရကိုပြန်လည်ထူထောင်ရန်လိုအပ်ကြောင်းထို့ကြောင့်စစ်တပ်၏တရားမဝင်ရွေးကောက်ပွဲများကိုပယ်ချကြောင်းဥရောပတမက ပါလီမန်ကဆိုထားပါတယ်ရှင်။နိုင်ငံရေးနှင့်လူမှုရေးဖိနှိပ်မှုများထင်ရှားစွာကျူးလွန်နေသည့်နိုင်ငံရေးပါတီမှတ်ပုံတည်ခြင်းဥပဒေနှင့်မျိုးစုံသောရွေးကောက်ပွဲများဆိုင်ရာဥပဒေကို ပြစ်တင်ရှုတ်ချလိုက်ပြီးပြန်လည်ရုတ်သည်ရန်ဥရောပတမကကတောင်းဆိုထားပါတယ်။ရင်းအပြင်တမရဥဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်စုကြည်အပါအဝင် မတရားဆွဆဲခံထားရသောဒုမဟုတ်နိုင်ငံရေးရွယ်ချက်များဖြင့်ဆွဲဆိုထားသောဆွဲဆိုချက်များဖြင့်အကြေးချခံထားရသောရွေးကောက်ခံအရာရှိများနှင့်ခေါင်းဆောင်များကိုချက်ချင်းနှင့်အခြေအနေမရှိဘဲလွတ်ပေးရန်တောက်ဆိုထားပါသည်ဥရောပသမဂအနေဖြင့်တရားဝင်ရွေးကောက်ခံကိုယ်စားလှယ်များဖြစ်သောအမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့်၎င်းတို့ကိုထောက်ခံသော ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPH အဖွဲ့တို့ကိုအတိအမှတ်ပြုထားကြောင်းထပ်လောင်းကြေညာထားပါတယ်။အကြမ်းဖက်မှုကျူးလွန်သူများကို တရားဥပဒေအရစစ်ဆေးအရေးယူနိုင်ရေးအတွက်စစ်တပ်နှင့်ကျူးလွန်ခဲ့သောကြီးလေးသောချိုးဖောက်မှုများအလုံးကိုလွတ်လပ်သော ခိုင်မာသောနှင့်ပွင့်လင်းမြေသာသောစုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် တောင်းဆိုကြောင်းစစ်အာဏာရှင်အဖွဲ့၏မြန်မာပြည်သူများအပေါ် ဆက်လက်ကျွလွန်နေသောအကြက်ဖတ်မှုများနဲ့အစုလိုက်အပြုံလိုက်နေရာရွှေပြောင်းနေထိုင်မှုများကို ပြစ်တင်ရှုတ်ချကြောင်းဥရောပသမ္မဂကကြေညာထားပါတယ်။ဆက်လက်ပြီး ANUG ကထိမ့်သိမ်းထားသော DGBA အဖွဲ့ဝင်တရားကြိုးကို ပြန်လွတ်ပေးပြီးမင်းလက်ပံကြေးရွာအနီးစစ်တပ်နှင့် KNU အကြမ်းတိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည့်တရင်တိဆက်ပေးတော့ပါမယ်ရှင်။ ကရင်ပြည်နယ်မြဝတီမြို့နယ်မင်းလက်ပံကြေးရွာ KNU ကထိတ်သိမ်းထားသောဘုဒ္ဓခွာတိလောက်ခတ် DKB ရဲ့အဖွဲ့ဝင်တရားကြိုကိုပြန်လည်လွှဲပြောင်းပေးလိုက်ကြောင်းကရင်စီရေတရင်ရေမြက်ကရခုတ်ခေတ်တရင်ဌာနထံသို့ပြောဆိုထားပါရရှင်။နိုဝင်ဘာလ22ရက်နေ့မြဝတီမြို့နယ်မင်းလက်ပံကျေးရွာတွင် KNU နှင့်စစ်တပ်အကြတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းစစ်တပ်ဘက်မှပြူဟာမှုနိုင်လွင်ဦးဆောင်သောတပ်များနှင့် DKBA မှစိုင်းကြော်လာဦးဆောင်သော ပူပေါင်းတပ်များကမင်းလက်ပိုင်ရှိ KNU တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခတ်လာကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက် DKBA စခန်းကို KNU ကတင်ပိုက်နိုင်ကြပြီး DKBA တပ်ဖွဲ့ဝင်230ကျော်လက်နက်ချခဲ့ကြောင်းသိရှိရပါတယ်ရှင်။ယနေ့နိုဝင်ဘာလ28ရက်နေ့ KNU ကဖမ်းဆီးထိတ်သိမ်းထားသော DKBA အဖွဲ့ဝင်100ကျော်ကို DKBA ဌာနချုပ်စုံစည်းမြိုက်ထက်သို့လွှဲပြောင်းပေးအပ်လိုက်ကြောင်းသိရှိရပါတယ်ရှင်။ လက်ရှိကရင်ပြည်နယ်မြဝတီမြို့နယ်မင်းလက်ပံကျေးရွာနေတွင်ပြေခတ်မှုတချို့ဖြစ်ပေါ်ခဲ့ပြီးစစ်တပ်က လေရည်ဖြင့်ပုံကျဲချခဲ့ကြောင်းမင်းလက်ပံကျေးရွာနေတောင်ရင်မြကန်ပေတွင် ကြားဖြတ်နိုင်ငံခြားသားရာပေါင်းများစွာတောင်းတနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ဒီမနက်10နာရီခွဲလောက်မှာမြဝတီမြို့နယ်ကြားဖြတ်ဆိုင်တွေဘက်ကလေရည်နဲ့ဘုံလာကျဲသွားတဲ့အဲ့ဒီနေရာတွေက ထိတွေ့မှုဖြစ်တဲ့နေရာတွေပါ။စစ်တပ်နဲ့ KNL တပ်တွေက မင်းလက်ပိုင်းအင်ဂျင်မြိုင်တိမဲဝါခီရွာအကြားမှာတိုက်ပွဲပြင်းထန်နေတော့မယ်စစ်တပ်ကလေကြောင်းတိုက်ခိုက်တဲ့ drone နေနဲ့ပုံကျဲတယ်ဟုကရင်စီရေတရင်ကြီးမြကပြောဆိုထားပါတယ်ရှင်လက်တလောကြားဖြတ်အလုယုံများစုမှာရက်နာနေရပြီနေရက်ပြန်ကြသူများမြန်မာကြားဖြတ်အလုတမန်များကိုနိုဝင်ဘာလ20ရက်နေ့စစ်တပ်ကပြစ်ခတ်မှုများလှုပ်ဆောင်ခဲ့ရာ၄ဦးခန့်တိစုံခဲ့ကြောင်းဒဏ်ရာရရှိသူတို့ချို့လည်းရှိကြောင်းသိရှိရပါတယ်ရှင် အခြားတစ်ဖက်တွင်လည်းစစ်တပ်လက်အောက်ခံ BGF မှဆော့ချစ်သူဤချစ်လင်းမြိုင်ကုမ္ပဏီကစတင်အကောက်ထည်ဖော်ခဲ့သောရွှေကုတ်ကို စီမံကိန်းကို KNU ကလှုပ်ဆောင်သည်ဟုအကြံဖတ်စစ်တပ်၏ပြောရေးဆိုခွင့်ရှိသောဇော်မင်းထွန်းကဆွဆွဲပြီးကြားပြတ်လုပ်ငန်းများတွင် KNU ခေါင်းဆောင်မှပါဝင်ပတ်သက်နေကြောင်းယနေ့ဝါဒဖြန့်ထားပါရှင်။2015ခုနှစ်မှာ NCA တနိုင်ငံလုံးအပြည့်ရသဘောတူစာချုပ်ကိုကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ DGB ရဲ့ KNU KNL PC KNU တို့ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီးနေမြေတည်ငြိမ်မှုရှိလာသည့်နေ့အမြဒေတာဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြကြောင်းရင်းနောက်2016ခုနှစ်တွင် KNU တက်မဟာခွန်နေမြေရက်တွင်ရွှေကုတ်ကိုစီမံကိန်းကိုစတင်ခဲ့ကြောင်း2019ခုနှစ်အတွင်းကြောက်ခတ်ကြီးရွာတွင်ချုံကေကာရန်ရက်ဇော်လောင်ကစားယုံစီမံကိန်းနှင့်2020ပြည့်နှစ်နှစ်ဦးပိုင်းတွင် တမဟာ6နယ်မြေမဲထော်တလေးဒေသတွင် KK ဘတ်စီမံကိန်းတို့ကို စတင်လှုပ်ဆောင်ခဲ့ကြကြောင်းအကြက်ဖတ်ဇော်မင်းထွန်းကပြောဆိုထားပါတယ်ရှင်။ KNU ခေါဆောင်ပိုင်းအနေနဲ့လုတ်ပိုင်ခွင့်ကိုတရားဥပဒေမဲ့အတုံးချကနိုင်ငံပိုင်းမြေတွေကိုနှိရှေစာချုပ်ချုပ်ပြီးပြည်ပနိုင်ငံသားတွေကိုငါရဏတရားမဝင်လောင်ကစားလုပ်ငန်းအပါအဝင်ဒုစရိုက်လုပ်ငန်းတွေကို အခကျင်းဝယ်ယူပြီးအကာအကွယ်ပေးတာတွေလှုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီနယ်မြေမှာအခြေချလာတဲ့ပြည်ပနိုင်ငံသားတွေအများစုဟာကမ်ဘောဒီးယားနိုင်ငံကကာစီနိုလောင်းကစားမျိုးဖြစ်တဲ့တီယာနုဘေကနဲ့ပြောင်းရွှေ့လာကြတာဖြစ်ပါတယ်ဟုအကြံဖတ်ဇော်မင်းထွန်းကပြောဆိုထားပါတယ်။ရေနောက်ရွှေကုတ်ကိုစီမံကိန်းကိုမြန်မာရထားရွှေကုတ်ကိုအထူးစီးပွားရေးဇုံစီမံကိန်းဖြစ်ရထားအင်တာနက်ရှင်နယ်ဟိုရင်ဂရုနဲ့ချင်းလင်းမြိုင်ကုမ္ပဏီတို့ကပူးပေါင်းလှုပ်ဆောင်ကြကြကြောင်းရွှေကုတ်ကိုစီမံကိန်းတစ်ခုတည်းသာ ိုင်ငံတော်တို့တစိတ်တစ်ပိုင်းတင်ပြပြီးကြောက်ခန့်နဲ့ကေကေဖတ်စသော စီမံကိန်းများကိုလုံးဝမတင်ပြခဲ့ကြောင်းမြဝတီမြို့နယ်ရွှေခက်ကျေးရွာတွင်ချုံကေဂါရန်ရီစော့လောင်ကစားရုံစီမံကိန်းကို DKBA မှဗိုလ်မှူးချုပ်စိုင်းကျော်လာက2019ခုနှစ်တွင် စတင်ခဲ့ကြောင်း2019ခုနှစ်နိုဝင်ဘာလတွင်ထိုင်းနိုင်ငံအခြေဆိုင်ထိုက်ချံကုမ္ပဏီနှင့်စာချုပ်ချုပ်ပြီးအွန်လိုင်းလင်းလေလောင်ကစားလုပ်ငန်းများကိုတိုးချဲ့လုပ်ကင်ခဲ့ကြောင်းဇော်မင်းထွန်းကဆိုပါတယ် KK ဘတ်စီမံကိန်းကိုတော့ KNUE မူလရဲ့အလင်းကုမ္ပဏီနဲ့ခွာညာအပြည်ပြည်ဆိုင်ရာစီးပွားရေးလုပ်ငန်းစုလက်အောက်ခံထိုင်းနိုင်ငံအခြေစိုက် Transasia International Holding Group တို့က2020ပြည့်နှစ်ဖေဖော်ဝါရီလအတွင်းမှာသဘောတူ စာချုပ်ချုပ်ပြီးစတင်လှုပ်ဆောင်ခဲ့ကြောင်းမူလရဲ့အလင်းဘတ်မှာအတီးတက်တွေများအဖြစ်လက်ရှိ KNU ဥက္ကရာစောကွယ်ထူဝင်နဲ့ KNU ကကွယ်ရေးဌာနအကြီးအကဲ စောရကြခင်တို့ကိုယ်တိုင်လက်မှတ်ရေးထိုးကြကြသောမူလ၏အလင်းကုမ္ပဏီကို KNL စေဦးစီးချုပ်အဆင့်ရှိစောကျော်နီတာအကြီးဆုံးစောတို့စောကျော်နီကပိုင်ဆိုင်ထားတာဖြစ်ပြီးမြေပြင်တွင် လူယုံစောဝင်းကျော်နဲ့စောကျော်သူတို့ကလောက်ကင်နေကြောင်းဇော်မင်းထွန်းကပြောဆိုထားပါတယ် KNU ကမူ ကြားဖြန့်လိမ်လည်မှု လုပ်ငန်းကိုဖြည့်ရှင်းရအတွက် ခိုင်မာပေါင်းစည်းထားသော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုလိုအပ်နေကြောင်း KNU ကကြားဖြန့်ခြံဝင်အတွင်းကြံရှိနေသူများကိုဆက်လက်ဖော်ထုတ်ပြီးရွေးချယ်စုံစမ်းစစ်ဆေးမှုများဆက်လက်လှုံ့ဆော်သွားမည်ဖြစ်တော်လဲထီရောက်သောစုံစမ်းစစ်ဆေးမှုနှင့်တပ်တည်အထောက်အထားများစုဆောင်ကြည့်သည့် KNU ၏ဆွမ်းဆောင်ရေးထက်ကျော်လွန်နေကြောင်းတရားဝင်ကြေညာထုတ်ပြန်ထားပါသည် တင်စီရမိသောပစ္စည်းအလုံးကို KNU နဲ့ပူးပေါင်းဆောင်ရွက်နေသော အာဏာပိုင်များနဲ့စုံစမ်းရေးအဖွဲ့ထံသို့လွှဲပြောင်းပေးမိဖြစ်ကြောင်းနက်နက်ရှဲရှဲအမြင့်တွင်နေသောအစင်းမြင့်ပြီးနိုင်ငံဖြတ်ကျော်အရာစုမှုခွင့်ရများကိုဖျက်ဆီးပြရန်ကြိုးပမ်းမှုများသည့်ခိုင်မာသောခေါင်းဆောင်မှုမယိမ့်မယိုင်သောဂရီကဝတ်ခိုင်မာသောနိုင်ငံများနဲ့တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများကြားခိုင်မာသောပူးပေါင်းဆောင်ရွက်မှုတို့ဖြစ်တာ အောင်မြင်နိုင်ပြီဖြစ်ပြီးနိုင်ငံတကာပါဝင်မှုမရှိလျင်ကမ္ဘာကိုချိန်ချောက်နေသည့်နိုင်ငံဖြတ်ကျော်ကြားဖြန့်လိမ်လည်မှုများအထက်ဆန်နမူနာပြအမှုဖြစ်သောအဆိုပါကြဖြန့်ဝင်းကိုစုံစမ်းစစ်ဆေးရန်အခွင့်အရေးဆုံးရှုံးစေမည်ဖြစ်ကြောင်း KNU ကနိုင်ငံတကာသို့အကူအညီတောင်းခံထားပါတယ်။ KNU အနေဖြင့်မိမိအုပ်ချုပ်နယ်မြေတွင်ဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရန်နိုင်ငံဖြတ်ကျော် ရာဇဝတ်ကွန်ရက်များကို တိုက်ဖြတ်ရန် ပရိပခတန်ခရသူများကိုကောက်ွယ်ရန်နှင့်နေဇတ်တလျှောက်လုတ်ကိုင်းနေသော နိုင်ငံတကာရာဇဝခွင့်ရများအတွက်တာဝန်ယူမှုကိုတည်ချာစေရန်အတွက် ထိုင်းအစိုးရနှင့် အခြားသက်ဆိုင်ရာအာဏာပိုင်များအဖွဲ့အစည်းများနှင့်နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။